အဝေးကွင်းမှာသူစီးနဲ့ဥဆောင်ဖို့အတွက်အိုး my god ဖီဗီယံအနီကပ်ပြလိုက်တာတဲ့ what the ဆိုတော့အားလုံးပဲမင်္ဂလာပါဆော်ကာကွန်ဆက်ပါဦးကပိကနေကြိုဆိုလိုက်ရပါတယ်ဆိုတော့ဒီနေ့မှာတော့နည်းနည်းလေးဒါအသက်အဆန်းဖြစ်သွားအောင်အဲဘီဘောင်းနဲ့ယူနိုက်တက်တို့ရဲ့ယူရိုပါလိဆီမီဖိုင်နယ်ပထမအကြော်ပွဲကိုအဲကျွန်တော်အိမ်မှာပဲကြည့်ပြီးတော့မှအဲကြည့်ရဲ့ reaction ရဲ့အဲချိုချိုတော့ ဟိုရင်ခိုးစရာကောင်းတဲ့အခိုက်အတန့်တွေကိုနည်းနည်းလေးကျွန်တော်တို့တင်ဆက်မယ်ပေါ့ဆိုတော့ပွဲကတော့စနေပြီကြည့်လိုက်အောင်ဟယ်ရီမက်ကွိုင်ယာတိုက်စစ်တီပါလာတာဖြစ်ပါတယ်ညာစင်တိုင်းပဲမက်ကွိုင်ယာတောက်လျှောက်ကြလာတဲ့ချက်ဖိန်လာပြီတကောက်ထားတဲ့မက်ကွိုင်ယာယာလာသေးတယ်များရှူပဲမြေမောကန်ပူလာပြီကောက်တိုက်တယ်တပိတ်လာပြီကိုးသွားပြီညာတော်တော်လေးမိုက်တယ်မက်ကွိုင်ယာလုံးပြသွားတာတော်တော်သဘောကျစရာကောင်းတယ်ဆိုတော့ဂိုးမဲတော်မထင်တဲ့အလုံးကနေဂိုးအောင်လှုပ်သွားတာလုံးဝ ဟို surprise ပါပဲဆိုတော့ဝေဝင်းအသိန်းဖြစ်တယ်အဲဒါပေမဲ့အမရရအောင်ဟိုကိုးသွင်းသွားတယ်ပေါ့ Casemiro ပါတော်တော်လေးသဘောကျစရာကောင်းတယ် United အသိန်းဒီနေ့အပလေးရလည်းမဆိုးဘူးအဓိကအဖြစ်ကျွန်တော်တို့ဒီကိုးမှာ Maguire ကိုအဓိကချီးကျူးအောင်မယ်ဆိုတော့ဒါညာကျန်းနေ Kansas ကစားသမားတူဦးကကြည့်ပါအောင်တော်တော်လေးမိုက်တဲ့ရင်းရွယ်နဲ့ရှို့မာပေးလိုက်တယ်။ဦးကတိခေါင်းတိုက်လိုက်တာကိုထက်ဆင့်ကက်စမဲရိုက ခေါင်းတိုက်ပြီးတော့အဆုံးသတ်ခဲ့တာပေါ့ကိုကလည်းတော်တော်လေးမိုက်တယ်ဆိုတော့ United အသင်းအတွက်အဝေးကွင်းမှာစောစစ်စစ်၉ရထားတဲ့အတွက်ပို့ပြီးတော့တက်တောင့်တက်တာကစားလို့ရသွားပြီလို့ကျွန်တော်တို့ထင်ပါတယ်ပွဲကတော့ပို့ပြီးတော့ကျန်းလာတယ်ဆိုတော့ White Lion ကိုတော့ VVN area တွေမှာဆွဲလဲလိုက်တဲ့ဟာကိုဟိုဒိုင်ဖွဲကနည်းနည်းလေးပြန် check နေတဲ့သဘောပဲအဲကျွန်တော်တေချာမကြည့်လိုက်ရဘူးဘလို့ဖြစ်သွားမှန်းတော့မသိဘူးဆွဲလဲလိုက်တာပဲတွေ့တယ်အဲ penalty ပေးတင်လာမှာပေးတင်လာတော့ အခုမှပြန်ကြည့်ရမှာပေါ့ဆိုတော့ United ကစားနေတာတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ဆိုတော့ပြန်လာပြီဆိုတော့ညာကျမာဇရိုဖြတ်ပို့လိုက်တော့ဆွဲထားတယ်ဆွဲထားတယ် VPN ဆွဲထားတယ်အဲ့ဒါအဲ့ရှင်းပါတယ်ပနဒီပေးတဲ့အအချိန်နေလို့ထင်တယ်တိုင် VR သွားကြည့်ပြီဆိုတော့ဒီလိုအချိန်နေကပနဒီပေးကိုပေးတဲ့ပုံစံလို့ကျွန်တော်ကတော့မြင်တယ်ဘာလို့လဲဆိုတော့အရှင်လဲပါတယ်တိတသား ဆွဲထားတဲ့ပုံစံပေါက်နေရဲဆိုတော့ penalty ပေးလိုက်ပြီဒါကပေးရမှာပဲလေ action တိတတာဆွဲထားတာဆိုတော့ဆိုတော့အဝေးကွင်းမှာ2စီးနဲ့ဥဆောင်ဖို့အတွက် oh my god vivian အနီကပ်ပြလိုက်တာတဲ့ what the oh အာရတော်တော်ကြမ်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဂိုးမဲအနေထားကိုဆွဲလိုက်တာတော့ဟုတ်တယ် ပနတီလေးပေးလိုက်တဲ့အခြေအနေကိုဒါရိုက်ရက်ကတ်ကြီးပြလာတော့ရန်ကြီးကြမ်းလုံးတယ်လို့ထင်တယ်။ဝါကတ်လောက်ပြရင်ပြလို့ရတဲ့အခြေအနေဆိုတော့ဝါကတ်ပနတီကဒါဖြစ်တဲ့နယ်ဆိုတော့အနီးကတ်ကတော့များတယ်လို့ထင်တယ်။ဖာနဒက်စ်ညီနော်ရဲ့ကံဝါရောဆိုတော့မိနစ်40မပြည့်ခင်မှာအဝေးဘက်မှာနှစ်ကိုပြတ်နေဦးဆောင်နိုင်တယ်။တဖက်ကကစားသမားတယောက်ရောက်လာတယ်လက်ကျန်ပွဲစားချိန်တွေကို ကစားသမားတယောက်အသာနဲ့ United ကနှစ်ကိုအသာနဲ့ကစားရုံပဲဆိုတော့အဲဒီဘက်နိုင်သွားပြီလို့တော့ပြောလို့ရတယ်ဆိုတော့မိနစ်38မိနစ်ခန့်က United အသင်းနိုင်သွားပြီလို့ပြောလို့ရတယ်ပွဲပါဆိုတော့နောက်တစ်ဆင့်တော့လည်းအရန်ကိုအခြေအနေကောင်းသွားပြီဆိုတော့38မိနစ်မှာရင်ကျွန်တော်တို့အဲကြည့်ရတဲ့အနေထားရတော့ကျွန်တော်တို့အဖိုင်နယ်အတွက်ကတော့ AC ဖြစ်သွားပြီလို့ပြောလို့ရပါတယ် Casemiro လေကြောပြီးထားတယ်အသင်းပေါ်နဲ့ပြန်တွင်းထားပြီ Bruno ဘလုံးပိုင်ဆိုင်မှုရောက်ကိုချိုးသားနေရက်စမန်ဝိုင်နဲ့နောက်ပေါက်နဲ့ပေးထားတဲ့ဘလူးနိုကောင်းလိုက်တဲ့ပေးဖို့မကန်သားပြီကောင်းလိုက်တယ်ကိုများအော်ဒီကိုကတော့တော်တော်လေးကိုသဘောကျစရာကောင်းတယ်အော်ယူနိုက်တက်တို့ချိတ်ဆက်သွားတာကြီးကလုံးဝအလွန်ကြီးဟိုဒီလိုမျိုးဂိုးကြီးဆိုတာပြောရမယ်ဆိုရင်ဒီဟာဒီမှာတွေ့ဖို့တော်တော်လေး United အတွင်းတာတွေ့ဖို့တော်တော်လေးရှားတယ်လို့ပြောလို့ရတယ်အဲ့လို ထင်းဝော့ကောင်းကောင်းနဲ့လှုပ်သွားတာတော်တော်လေးမိုက်တယ်ဆိုတော့ United ဒါလက်ရှိချိန်မှာတော့ United အသင်း3-0ဆိုတဲ့ရလဒ်နဲ့အဝေးဘက်မှာဥဆောင်နေပြီ Wyland, Ugarte, Bruno တို့၃ယောက်အတွဲကနေရသွားတာအဓိကတော့ Ugarte ပါအသင်းပေါ်ပြီးတော့ပထမဆုံးဘောလုံးလက်ခံတယ်ပြီးတော့မှဥကာတေးကဝိုင်လန်နဲ့ပြန်တွဲပြီးတော့ဝိုင်လန်ဥကာတေးကိုပြန်ပြီးတယ်ဥကာတေးကနောက်ပေါက်နဲ့အလိုက်တင့်မျောပြီးလိုက်တာအောင်မှဘရူနိုကအตาရာလေးကန်သွားတော့ တော်လေးသဘောကျစရာကောင်းတဲ့ကိုးပါပထမပိုင်းမှာတုံးကိုပြက်ဆိုတော့ပြီးသွားပြီအေးဆေးပါပဲကျွန်တော်ဆိုတော့ကျွန်တော် final မှာစောင့်နေပါမယ်